မင်္ဂလာပါရှင် HMTC မှကြိုဆိုပါရစေ။ဒီနေ့မှာတော့ HMTC ရဲ့စင်ကာပူ HSS တင်တဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ HMTC ကတော့ Singapore HSS အချိန်ပိုင်း intention ရဲ့အလုံးနဲ့ပတ်သက်တဲ့စာတွေ့လက်တွေ့များကိုစနစ်တကျသိချာသင်ကြားပေးရုံသာမက interview ဖြည့်ဆိုနည်းများကိုလည်းလေ့ကျင့်ပေးပြီး Singapore ကုမ္ပဏီနဲ့ဓာတ်ရိုက် interview ချိတ်ဆက်ပေးခြင်းတွေကိုလည်းပြုလုပ်ပေးနေတယ်မြန်မာနိုင်ငံရဲ့ယုံကြည်စိတ်ချရတဲ့ HSS Training Center ပဲဖြစ်ပါရဲ့ရှင်။ တင်နန်းကာလာသုံးဖက်ခန့်တက်ရောက်ရမှာပဲဖြစ်ပြီးပထမနှစ်ပတ်ကိုတော့ Monday to Friday မနက်9:00နာရီကနေညနေ2:00နာရီခွဲထိအချိန်ပြည့်တက်ရောက်ရမှာဖြစ်ပြီးတော့နောက်ဆုံးပတ်ကိုတော့ Teacher ခေါ်တဲ့အချိန်တိုင်းတင်နန်းမှာဆက်လက်လာရောက်ရေးချင်ပြရမှာပဲဖြစ်ပါတယ်ရှင်။တင်နန်းကာလာသုံးပတ်အတွင်းမှာ HSS အလုံးနဲ့ပတ်သက်တဲ့တင်နန်းစာတွေကိုဝါရင်အတွေ့အကြုံရှိတဲ့ trainer များမှစာကြေးလက်တွေစနစ်တကျတင်ကြားပြသပြီးမှာလည်းဖြစ်ပါတယ်ရှင်။ interview process အနေနဲ့ video call interview နဲ့ဆက်နေနောက်ဆုံး interview practical assessment တစ်ဆင့်စသည်ဖြင့်စုစုပေါင်းအဆင့်၃ဆင့်ကိုဖြည့်ဆို့အောင်မြင်ရမှာပဲဖြစ်ပါရဲ့ရှင်။တင်နန်းကာလာပြီးဆုံးသွားတဲ့အခါမှာတော့တင်နန်းစမွေလေးကိုပျော်ရွှင်စွာကျင်းပကြပြီးတင်နန်းသူတွေအားလုံးရဲ့အမှတ်ရစရာကောင်းတဲ့အခိုက်အတန့်လေးတွေကိုဒီချယ်ရီနဲ့အတူဖန်ပြီးရင် HSS certificate လေးတွေကိုပေးအပ်သွားမှာပဲဖြစ်ပါရဲ့ရှင်။ အားလုံးပျော်ရွှင်စွာသင်တန်းဆင်းရှားရတဲ့မမေ့နိုင်စရာအခိုက်အတန့်လေးတွေကိုပါ HMTC မှာရရှိနိုင်မှာပါနော်။အင်တာဗျူးအားလုံးဖြည့်ဆွအောင်မြင်ပြီးတာနဲ့စင်ကာပူ HSS အလုပ်ကိုရရှိသွားပြီဖြစ်လို့စင်ကာပူနိုင်ငံကိုသွားရောက်ဖို့အငြင်းပြင်ဆင်ပြီးအချိန်တိုတွင်မှာပဲစင်ကာပူနိုင်ငံကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်နော်။အသေးစိတ်ဆုံးသတ်မေးမြန်းလို့ရင်တော့ HMPC ရဲ့ Facebook နဲ့ TikTok Messenger တွေကိုတိုက်ရိုက်စာပို့ပြီးတော့မျှဝေစုံစမ်းနိုင်ပါတယ်ရှင်။ပုံဆက်စုံစမ်းခြင်းတူတွေအတွက်39960 462363တို့39960 462363 9214ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ကနေစာပို့ပြီးတော့ဖြစ်စေစုံစမ်းမျှဝေနိုင်ပါတယ်ရှင်။ လူကိုယ်တိုင်လာရောက်မြင်ရဆုံဖမ်းခြင်းနဲ့ဆိုရင်တော့နံပါတ်၁48လမ်းအနယ်ဗလာဘူတထောင်မြို့နယ်ရန်ကုန်မြို့ကိုလာရောက်ပြီးတော့စုံစမ်းနိုင်ပါတယ်ရှင်။တင်နန်းဖွင့်ချိန်ကတော့ Monday to Friday မနက်၈နာရီကနေညနေ၅နာရီအတွင်းလာရောက်စုံစမ်းမြင်ရနိုင်ပါတယ်ရှင်။အချိန်ပေးပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။